ဒုတိယမြန်မာနိုင်ငံတည်ဆောက်လာတဲ့ခေတ်ချင်းတတိယမြန်မာနိုင်ငံကြီးကိုပြန်လည်တည်ဆောက်တဲ့ကြားထဲမှာညောင်ရမ်းခေတ်အဲ့ဒီညောင်ရမ်းခေတ်ကြီးရလည်းပဲခေတ်ပြည်ကြီးတွေကလည်းစပြီးတော့ညောင်ရမ်းခေတ်ဆိုပြီးထားလို့ရတယ်ဒုတိယအင်းဝခေတ်လို့ခေါ်တယ်အဲ့ဒီဒုတိယအင်းဝခေတ်မှာတိုင်းပြည် တန်းသူပြည်သားတွေကလည်းတခါတည်းဒုက္ခတွေမျိုးမျိုးအဖုံဖုံရောက်ကြတာပေါ့နော်ကဘာဆာနေတာမပြောတော့ဘူးကိုဆာနေတာကိုပြောတော့ဆင်းရဲဒုက္ခတွေလည်းရောက်စီးပွားရေးတွေလည်းချွတ်ချုံကြပြီးတော့ဘလို့မှအဆင်မပြေကြတော့အဲ့ဒီမှာနေနေထိုင်နေလမ်းညွန်စီးပွားရေးလမ်းပြကြီးပွားတိုးတက်ရေးနေရှုတိုင်းကြီးအဖြစ်နဲ့စာအုပ်တော့ပေါ်ခဲ့အဲ့ဒီစာအုပ်ကိုတက်တော်ကြီးမှပြထမ်းတယ် အကုန်လူတိုင်းမှာပြခံနိုင်မယ်တင်တယ်ဆိုတော့ရတ္တဝတ္တနာဝတ္ထုဆိုပြီးရှိတောင်းပြလာဆရာတော်ကြီးရေးညောင်ရမ်းဖြစ်လို့ခေါ်တယ်ဒုတိယအင်းဝါဖြစ်ပေါ့မြမစာပေသမိုင်းကိုတိုင်းတာတဲ့ခါမှာဒုတိယ level မှာရှိတဲ့စာအုပ်ပေါ့ပထမ level မှာရှိတဲ့စာအုပ်ကတော့ပါရယနာဝတ္ထုလို့ခေါ်တယ်ရှင်မသီလဝန္တာရေးတယ်အခုကဒုတိယ level မှာရှိသောတော်လည်းပဲ သူ့ထက်ရှေ့ရနေသကတိတွေစောတဲ့စာအုပ်တွေရှိတယ်။သကတိတွေစောတာတွေဟာလည်းပဲတတ်မှတ်တဲ့လူတွေလက်ထက်မှာတော့အပြုတ်ပြင်ခံရတဲ့စာမူကြီးဖြစ်ရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်သူကရှေ့တက်သွားတာပေါ့။ကန်ထားလိုက်တော့အဲ့ဒီစာအုပ်ကြီးကိုရေးသားတဲ့ဆရာတော်ကြီးကဒီအခန်းကိုယ်ခံရေးတယ်။အခန်းကိုယ်ခံစာမျက်နှာလောက်ရှိမလဲဆိုလို့ရှိရင်၄၀၅၄၀၀ကျော်၅၀၀လောက်ရှိတယ် အဲ့တော့နှစ်လတည်းနဲ့အပြည့်ရေးတယ်။မပေးနဲ့ရေးတယ်။ဘလောက်ဝင်ရကောင်းလဲဆို။ college မလို့ college မလို့တခါလေးတန်းရေးသွားတာ။နှစ်လကွက်တိနဲ့အဲ့ဒီကျန်းစာပြီးတယ်။ကောင်းလဲကောင်းတယ်ပေါ့နော်။အကြောင်းအရာတွေအချက်လက်တွေတည်း။အဲ့ဒါဘယ်အကြောင်းအရာတွေကိုခြေခါပြီးတော့ပြောတာလဲဆိုတော့ဒီမြတ်စွာဘုရားလက်ထက်ကတထေးရာသူအနည်းနဲ့ပွဲမှာမြတ်စွာဘုရားဟောတယ်။အကြောင်းအရာ ဂုံမကောတကဝတ္ထုဂုံမကောတကတထေးကိုရာဇဇုံဘယင်ကတထေးရလို့အနှင်းနဲ့ပွဲမှာဘုရားပါပါလာတော့အဲဒီမှာဘုရားဟောတဲ့တရားကိုအခြေခံပြီးတော့အချက်ခွန်းချက်ဘုရားဟောတာအဲဒီအချက်ခွန်းချက်ကိုဆရာတော်ကြီးကတစ်ချက်ကိုအခန်းတစ်ခန်းတစ်ခန်းကြီးရေးတယ်နေတန်းတစ်ခန်းနေကုန်နေကုန်တစ်ခန်းနဲ့ဆိုကိုကံအဲဒီခွန်းချက်ကခု၅မိနစ်အတွင်းချုပ်ပြီးတော့ပြောမယ်ပေါ့တိုင်းသူပြည်သားတွေကြီးပွားဖို့ ချမ်းသာဖို့ရအတွက်လမ်းညွှန်ခဲ့တဲ့ကျမ်းစာဖြစ်တဲ့အတွက်ကြောင့်တိုင်းသူပြည်သားတွေအတွက်တကယ်ကိုစာပေနဲ့ကျေးဇူးပြုခဲ့တဲ့စာအုပ်ကြီးပဲဖြစ်တယ်။ဒီကျမ်းစာကြီးကိုရေးခဲ့တဲ့ဆရာတော်ကြီးကလည်းပဲတကယ်ကိုစာပေနဲ့ကျေးဇူးပြုသွားတဲ့ဆရာတော်ကြီးဖြစ်တယ်။တိုင်းပြည်ပေါ်မှာတောင်းကြည့်တဲ့ဆရာတော်ကြီးပေါ့။အဲ့တော့နံပါတ်၁ချက်ကပါလဲဆိုရင်ဥထန္တာဝတ္တောတဲ့ပါဠိစာပေမှာတော့မြန်မာပြန်လည်လို့ရှိရင် ထထကြကြနုံနုံကြကြရှိရမယ်ထကြလိုကြရှိသူများជីវွားချမ်းသာမည်ជីវွားခြင်းချမ်းသာတဲ့အောင်မြင်နေတဲ့ဆိုလို့ရှိရင်ထထထကြနုံနုံကြကြနဲ့ជួសရမယ်တစ်ချက်ဒီရချက်ကိုအခန်းတစ်ခန်းရေးတယ်အကြောင်းအရာပေါင်းပြောင်းများစွာချမ်းရမ်းပြီးတော့ဝိထုတွေတာကတွေပုံမြင်နေအများကြီးနဲ့ရေးလိုက်ကဲအဲ့ဒါကြည်ပွားခြင်းချမ်းသာခြင်းတိုးတက်ခြင်းအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တိုက်သူပြည်သားတွေကိုမဆစ်ပေးတာ ခကြွလို့ကြဝိရိယတရားရှိသူများကြီးပွားချမ်းသာမည်ဒီလိုခက်ပြက်ကြီးတဲ့မှာရောပြီးတော့လိုက်သွားလို့မရဘူးပေါ့ထပ်ထပ်ကြွလို့ကြကြနဲ့ကျူးစားရမယ်ဒါနံပါတ်၄တစ်ချက်နောက်နံပါတ်၄ပฏิမတော်အများဆုံးပฏิရှိနေရမယ်ဒီခကြီးရနဲ့လွန်မြောက်ဖို့ဒီခကြီးရနဲ့ဆက်လက်ရုံထွက်ရှင်းပန်းနိုင်ဖို့နောက်မပြေလည်တဲ့လူနေမှုပတ်ဝန်းကျင်ကြားထဲမှာပြေလည်အောင်နေထိုင်နိုင်ဖို့ရတယ်ပฏิရှိရမယ်ပฏิတရား ရှိသူများကြီးပွားတိုးတက်ချမ်းသာအောင်မြင်ပြီကြီးပွားတိုးတက်ချမ်းသာအောင်မြင်နေဆိုရင်ဘုရားမှာတတိလည်းလို့နေရအောင်သွားလည်းတတိစားလည်းတတိပြောလည်းတတိပေါ့နံပါတ်1နောက်နံပါတ်3စင်ကြယ်လှများနေသူများကြီးပွားတိုးတက်ချမ်းသာအောင်မြင်ပြီစင်ကြယ်အောင်နေရမယ်။ဘာနဲ့မှမိမိတို့ရဲ့ဘဝကိုမလဲရအောင်စင်ကြယ်ခြင်းကိုမလဲရအောင် အငြင်းရဆင်ကြတဲ့ဘက်မှာပါရကိုကကာယကံဆင်ကြရမှာဝစီကံဆင်ကြရမှာမလုံးကဆင်ကြရမှာဒါကြောင့်ဆင်ကြအောင်အတော်ကိုတတိထားပြီးတော့နေရမယ်ကိုရောနှုတ်ရောစိတ်ရောကိုဆင်ကြဲမှာအနေကင်းပြီးတော့ချမ်းသာမှုជីវတ်တို့တဲ့ချမ်းသာအောင်ပေါ့နောက်နံပါတ်၄ကတော့နိတ္တမကာလီစူးစမ်းရမယ်အဲလေ့လာနေရပတ်ဝန်းကျင်ကိုစကားနဲ့နားထောင်ရမ အဲကိုကလေးနဲ့ကိုကအရှင်ပြေပြီးရောဆိုရင်နေလို့မရဘူး။ပတ်ဝန်းကျင်ကမကောင်းဘူးလေ။မကောင်းတဲ့ဝန်းကျင်ထဲမှာရှင်သန်နိုင်ဖို့ရအတွက်ရှင်ဒီကိုအကဲခတ်နိုင်ရမှာပေါ့။စူဆန်လေးလာဆင်ကျင်တုံတက်ပြီးတော့နေမယ်ဆိုလို့ရှိရင်အဲ့ဒီလူဟာဒီခေတ်ကြီးထဲမှာရှင်သန်နိုင်မယ်။ထားမြောက်နိုင်မယ်။ကြီးပွားတော့တဲ့ချမ်းသာအောင်မြင်မယ်ဆိုပြီးတော့နံပါတ်လေးအချက်အနေနဲ့အဲမြတ်စွာဘုရားဟောတာကအဲ့ဆရာတို့ရအခန်းတစ်ခန်းရေးတယ်ပေါ့။ဒါကြောင့်စူဆန်လေးလာနေသူများကြီးပွားတော့တဲ့ချမ်းသာအောင်မြင် ြီးပွားတော်တဲ့ချမ်းသာအောင်မြင်နေလဲဆိုလို့ရှိရင်စူးစူးဆန်းဆန်းလေးလေးလာလာနေရမယ်အနေအနေသားတွေကိုတုံးတက်ရမယ်ပေါ့နောက်နံပါတ်5ကတော့ပင်ညတလေစောင့်စည်းနိုင်ရာထူထူများကြီးပွားတော်တဲ့ချမ်းသာအောင်မြင်ပြီးပါဠိနဲ့ကြွားအောင်လုပ်ချင်တယ်မလုပ်အောင်ပြောချင်တယ်မပြောအောင်အဲ့ဒီနှစ်ခုကိုစောင့်ကြည့်ရမယ်လုပ်ချင်တယ်လုပ်ရင်အနေတွေ့ပါမယ်ပြောချင်တယ်ပြောရင်လည်းအနေတွေ့ပါ ဒါကြောင့်လွတ်ချင်တိုင်းမလွတ်ရဘူးပြောချင်တိုင်းမပြောရဘူးအမြဲတမ်းခံစားချက်နဲ့မရှင်းတန်ရဘူးပေါ့ခံစားချက်နဲ့မရှင်းတန်ရဘူးပညာနဲ့ရှင်းတန်တို့စီဝဘွဲတွေမှာဘုန်းကြီးတွေဆိုရင်စီဝဘွဲတွေမှာဆိုလို့ရှိရင်ပြောရစကားလုံးတွေတလုံးရှိတယ်အဲ့ဒါပါလဲဆိုရင်ဒီစီဝဲထဲမှာရောက်လာလို့ရှိစီဝဲတော့မယ်ဆိုရင်ဝေဒနာနဲ့မစီဝဲရဘူးပညာနဲ့စီဝဲရမယ်ဝေဒနာနဲ့မပြောရဘူးပညာနဲ့ပြောရမယ် ဝေဒနာဆိုခံစားချက်လေမညမနော်ဒါကြောင့်ဝေဒနာကိုရှည်သားမတင်ဘူး feeling ကိုခံရှည်သားမတင်တယ်ပေါ့ခံစားချက်ကိုရှည်သားတင်မှာပါဒုက္ခရောက်ခက်ခဲတယ်ဆိုင်ရမယ်ပြဿနာတွေဆိုင်ရမယ်ဘာကိုရှည်သားတင်ရမလဲဆိုတော့ပညာရှည်သားတင်ပြီးတော့တင်ပါအဲဒါကြောင့်ခံစားချက်တွေကိုထိမ့်ချုပ်နိုင်ဖို့ အဲဒီတင်ညတဆိုတဲ့အချက်ချက်ကိုမျက်စောင်ပြဟောတယ်ကြီးပွားတွတ်တဲ့ချမ်းသာအောင်မြင်တဲ့လူဟာထိတ်ချုံနေတယ်လုပ်ချင်တယ်မလုပ်ရဘူးပြောချင်တယ်မပြောရဘူးအဲတော့ထိတ်ချုံပါတဲ့ထိတ်ချုံပါ now နံပါတ်6ကတော့ဓမ္မစီဝင်တော့မဟုတ်တာမဟုတ်ပါနဲ့ကိုယ့်အနေကိုမှန်ကန်တဲ့ဘက်မှာရဲရဲလာရက်ပါပေါ့မှန်ကန်တဲ့ဘက်ဆိုတာ အဲသူများပြောတဲ့မှန်ကန်တဲ့ပဲမဟုတ်ဘူးလူများလုံးမှန်တာမျိုးမဟုတ်ဘူးတကယ်ဒီမှန်ကန်တဲ့တရားဖြစ်ရတယ်တချို့ကလူများရဲ့အမှန်ဖြစ်ကြတယ်နော်အဲ့တော့အခုဒီကမ္ဘာဆံမျက်နှာမှာမကြိုက်တာရဲ့အဲ့ဒါမဲနိုင်ရင်ဘောနော်ဟိုလွတ်တော်မှာမဲခွက်ရမယ်ဆိုရင်ပြောတော့ဘောနော်မဲနိုင်သွားလို့ရှိရင်လွတ်တော်မဲများတယ်ဆိုလို့ရှိရင်အမှန်နဲ့လို့ဖြစ်သွားကြအမှန်တရားအရေးအတွက်နဲ့ပုံသွားတာပေါ့ ဒါလည်းမဟုတ်သေးဘူးပေါ့ပြီးတော့အမှန်တရားဟာတကယ်ရှိတယ်အမှန်တရားဟာတယောက်တည်းစီမှာလည်းဖြစ်ရင်ဖြစ်မှာပေါ့အဲ၁၀ယောက်ကမှနေတယ်ဆိုလို့ရှိရင်ဟာအများညီလာနဲ့ဤကိုကျွဲဖတ်ရတော့မှလားပေါ့ကျွဲကျွဲပဲဤဟာဤပဲပေါ့တော့မှန်ကန်တဲ့ဘက်မှာရဲရဲရပါလို့ဆိုလိုတာတော့ဤပဲဖြစ်တော့မှာပေါ့ကျွဲဖြစ်လာမှာပေါ့ဒါကြောင့်ဓမ္မစီဝင်တော့တရားနဲ့အညီရှင်းတာမှာတရားနဲ့အညီဘုဟုတာမလုံးနဲ့ ခပြည်ကြီးထဲမှာမဟုတ်တာကိုမလုပ်နဲ့မဟုတ်တဲ့နိလန်းနေနဲ့အသက်ရှင်ဖို့မကြိုးစားနဲ့စီးဝါးနဲ့မဟုတ်တဲ့နေနဲ့မရှာနဲ့ပေါ့ဒါဓမ္မစီရင်တော့အဲ့နံပါတ်ခုနှစ်နောက်ဆုံးအချက်ကတော့မမေ့မလျော့နေပါဟာလေအများရန်တည်းရှိနေအောင်စောစောနံပါတ်နှစ်နဲ့တူတယ်ပေါ့ဒါတော့မမေ့မလျော့ဆိုတဲ့နေရာမှာမင်္ဂလာနဲ့ကြက်တည်စကားပြန်ပြောရရင်တော့မင်္ဂလာရှိအောင်လည်းနေကြက်တည်ရှိအောင်လည်း မင်္ဂလာရှိဖို့မကောင်းမှုတွေရှားအောင်ပဲစက်တည်ရှိဖို့ကောင်းမှုတွေပြုနေရမယ်။ဇီဝတုတ်တဲ့ချမ်းသာရေးလမ်းညွန်စက်တည်နဲ့အမြဲတမ်းအငြင်းနေရမယ်။နောက်မိမိတို့ဟာအမြဲတမ်းအနိစ္စတရားအောင်မှာပျက်စီးတတ်တဲ့အတန်းလေးသိရမှာ။ဒုက္ခရဲ့စက္ကောဘယ်သူမှမလွတ်ပြစ်နိုင်ဘူးဆင်းရဲမှာပဲ။ဒါဒါတွေဟာသူ့တဘာဝသူဖြစ်တာအနတ္တပဲဆိုတော့ဒီဓမ္မလမ်းကြောင်းကိုလည်းပဲလက်ကင်ထားပြီးတော့မမေ့အောင်နေပါတဲ့။ ဒါဆိုလို့ရှိရင်ဒီအချက်9ချက်နဲ့ပြည့်စုံတယ်ဆိုရင်ကြီးပွားတုတ်တဲ့ချမ်းသာအောင်မြင်နိုင်ပါတယ်ဆိုတဲ့အကြောင်းကိုကြီးပွားတုတ်တဲ့လမ်းညွှန်အနေနဲ့ဒုတိယအင်ဝါဖြစ်ညောင်ရမ်းခင်မှာသင်ပေါ်ကြော်ကြားခဲ့တဲ့ဆရာတော်ကြီးကတန်ကျူပြည်သားတွေကိုမက်ဆေ့ပေးခဲ့အဲ့ဒီစာအုပ်ကြီးကကြီးပွားရေးလမ်းညွှန်ချက်စာအုပ်ကြီးပေါ့နော်အဲ့ဒီစာအုပ်ကိုငါတို့ငါတို့တက္ကသိုလ်မှာတော့ဂုံဒူရာပထမနှစ်မှာသင်ပါတယ်အခုအဲ့ဒီစာအုပ်ကိုသင်လာတာကနှစ်20ရှိပြီပေါ့ နဲ့နဲ့ဆက်စီပြီဘယ်ဘယ်တော့မှမပြောင်းနဲ့ပြဌာန်းကျန်းစာပေါ့နော်အလုံးဆိုတော့မြန်မာသားတွေထဲမှာရှေ့ကျတဲ့စာအုပ်တွေကမရှိတော့ရှိတဲ့စာအုပ်တွေပဲပြဌာန်းနေရတာဒါတွေကဘယ်လိုမှရှေ့မရတဲ့စာအုပ်တွေဖြစ်တော့ကျန်တဲ့ပြဌာန်းစာကျန်းစာတွေအသေးအသေးတွေဘယ်လိုပဲပေါ်လာပြီမလို့ဒီစာအုပ်တွေကနေရာယူဘယ်လိုမှရှေ့မရတဲ့စာအုပ်တွေဖြစ်တယ်အဲအဲ့ဒါပြောချင်တာကဘာလဲဆိုရင်တကွေတကာရကြီးပွားတုတ်တဲ့ချမ်းသာဖို့ဖြစ်စီပေါ့နော်။ပဝန်းကျင်တစ်ခုလုံးကြီးပွားတုတ်တဲ့ချမ်းသာဖို့ဖြစ်စီ။ယခု ဆရာတော်ကြီးတွေလမ်းညွန်သွားတဲ့သူတော်ကောင်းတွေလမ်းညွန်တဲ့လမ်းညွန်ချက်တွေနေထိုင်သွားမယ်ဆိုလို့ရှိရင်ဘေးကနေကင်းတဲ့ကင်းချမ်းသာတဲ့ချမ်းသာလေးနဲ့ရေရတဲ့ဘဝလေးကချမ်းချမ်းသာသာဖြစ်ပြီပေါ့ညီညီအေးဖြစ်ပြီဒါကြောင့်ဒီအိမ်မှာရောက်ရှိလာကြတဲ့သူတော်ကောင်းတွေဒီအိမ်မှာနေထိုင်ကြတဲ့ဒေါက်တာနေတာနဲ့မိသားစုတွေဟာဘေးကနေကင်းတဲ့ကင်းဖို့မင်္ဂလာရှိအောင်နေထိုင်ရပါမယ်ကျက်တဲ့ချမ်းသာတဲ့ချမ်းသာဖို့ ဒါကြက်တည်ရှိအောင်နေထိုင်ရပါမယ်မင်္ဂလာရှိဖို့မကောင်းမှုရှောင်ကြက်တည်ရှိဖို့ကောင်းမှုတွေတက်ဆွမ်းသမျှပြုပါမင်္ဂလာကြက်တည်နှစ်ခုလုံးရှိသွားပြီဆိုရင်ဘေးရန်ကင်းပြီးချမ်းသာပြီးတော့ငြိမ်းရတဲ့ဘဝကိုပန်းဆိုင်နိုင်ပါပြီခဲ့တဲ့ကြောင့်ငြိမ်းရတဲ့ဘဝကိုပန်းဆိုင်နိုင်ပြီးငြိမ်းငြိမ်းအေးနေထိုင်နိုင်ကြရဲ့နောက်ဆုံးအငြိမ်းအေးငြိမ်းငြိမ်းအေးရာဖြစ်သောနိဗ္ဗာန်ချမ်းသာကိုမြတ်မကြကိုယ်စီကိုယ်မှမျက်မှောက်ပြုလည်နိုင်ကြတဲ့တော်တော်ကောင်းတွေဖြစ်ကြပါစေ